ရုရှားစီကဓာတ်ငွေ့တင်သွဲဝယ်ယူမှုတွေကိုအပီးတိုင်ရက်စဲတဲ့အထိတဆင့်ချင်းစီရှော့ချဖို့ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့စွမ်းအင်ဝန်ကြီးတွေညှိနှိုင်းသဘောတူခဲ့ပါတယ်။အောက်တိုဘာ20ရက်နေ့ကလူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့အစည်းအဝေးပြီးမှာတော့ရုရှားစီကနေ EU နိုင်ငံတွေကိုပိုက်လိုင်းတွေနဲ့တင်ပို့နေတဲ့ဓာတ်ငွေ့တွေအပြင်တဘာဝဓာတ်ငွေ့အရေး LNG ကိုပါဇက်တိုင်ရှော့ချသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီညှိနှိုင်းသဘောတူညီမှုတွေမှာပါဝင်တဲ့အနှစ်ချုပ်အချက်လက်တွေကတော့ ရုရှားစီက LNG ဝယ်ယူနေတာတွေကို2029 January 1ရက်နေ့မှာ EU နိုင်ငံအားလုံးကအဆုံးသတ်ရပါမယ်။ဓာတ်ငွေဝယ်ယူဖို့စာချုပ်အသစ်ချုပ်ဆိုတာကိုလည်း2026 January 1ရက်နေ့ကစပြီးပိတ်ပင်တားမြစ်မှာပါ။ရုရှားစီကစွမ်းအင်ရင်းမြစ်တွေကိုမှီခိုးစရာမလိုပဲ EU အနေနဲ့ပို့ပြီးလွတ်လွတ်လပ်လပ်ရပ်တည်နိုင်ရေးအတွက်ဒီဆုံးဖြတ်ချက်ကအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့ EU အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ဒိမတ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး Lars Arget ကပြောပါတယ်။ EU အနေနဲ့ရုရှားစီကနေစွမ်းအင်ရင်းမြစ်တွေတင်သွင်းမှုမှန်သမျှကိုအဆုံးသတ်ဖို့အထိ ပိုကျယ်ပြန့်တဲ့မဟာဗျူဟာစီမံကိန်းကိုလည်းစ조사အကောင့်ထဲဖော်နေပါတယ်။ EU နိုင်ငံတွေကလက်ခံအတည်ပြုခဲ့တဲ့အဆိုပြုချက်ကိုဥရောပလွှတ်တော်မှလည်းမဲခွဲအောင်မြင်လိမ့်မယ်လို့ယုံကြည်ရပါတယ်ရှင်။